တနင်္လာရီတိုင်းတရချောင်းမြို့နယ်လက်ပါရွာမှာစစ်ကောင်မရှင်တပ်ကဒေသခံတွေရဲ့မြေအိမ်၄၀ကျော်ကိုမိရှို့ဖျက်ဆီးခဲ့ပြီးအတုံးဆောင်ပစ္စည်းတွေကိုလည်းယူဆောင်သွားတယ်လို့သိရပါတယ်။အော်တိုဘားလာ၂၀ရက်နေ့ကလေးကအင်အား၁၀၀ကျော်ရှိတဲ့စစ်ကောင်မရှင်တပ်စစ်ကြောင်းဟာတရချောင်းမြို့နယ်အောက်ဘက်ကကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေပြီးအော်တိုဘားလာ၂၃ရက်နေ့မှာတော့တော်လန်ရေးတပ်ဖွဲ့တွေနဲ့နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ နှစ်ဖက်ပြစ်ခတ်မှုပြီးမှာတော့စစ်ကောင်စီတပ်သားတွေဟာရွာတွေကနေ40ကျော်ကိုနှစ်ရက်ဆက်တိုင်းအမီရှိုးဖျက်ဆီးခဲ့လို့လဘရွာခန့်အမျိုးသမီးတအုပ်ကဆိုပါတယ်ဒါပြင်စစ်ကောင်မရှိတပ်သားတွေဟာလဘတီတိုင်းစင်ကြံစရိတ်ကြီးရွာတွေကပြည်ပေါ်ကအတုံးဆောင်နေပြီးစိုင်းကဲဆယ်စီနဲ့အထက်ကိုလည်းခိုးယူပြီးမြေတင်ကနေတည်ဆောင်သွားတယ်လို့အဒီတီတာကအမှုတမီတုတ်ကဆက်ပြောပါတယ် ်စစ်ကောင်မရှင်တက်ရဲ့စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့်စင်ကူစင်ကြံကျွဲဆက်လက်ပအပိတာစတဲ့ကြေးရွာကဒေတာခန့်နဲ့ရွာလုံးကျွဘူးလူရွာကိုထွက်ပြေးတင်ရှောင်းနေရတယ်လို့သိရပါတယ်လက်ရှိမှာတော့စစ်ကောင်မရှင်တက်စစ်ကြောင်းဟာလက်ပရွာတွေကထွက်သွားပြီးဖြစ်တယ်လို့လည်းသိရပါတယ်ပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်းတရက်ချောင်းမြို့နယ်ရှိမိုးရွှေကုန်းကြောက်လီကကင်းရှိစားတဲ့ကြေးရွာတွေကနေအိမ်90ကျော်ကိုလည်းစစ်ကောင်မရှင်တပ်ကအမိရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းသိရပါဗျ